ကိုအားကိုကိုပြီးတော့ရှင်းတာပါလေကို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 မိတာစုပေါ့ဒါတွေကိုအားကိုပြီးတော့ရှင်းတယ်ပတ်စံအားကိုနဲ့ရှင်းတယ်ပေါ့နိုင်ငံခြားမှာဆိုရင်တော့အာမခံနေနဲ့ပေါ့အလုံးလုံးအာမခံနေထားပြီးတော့အာမခံအားကိုနဲ့ရှင်းတယ်ဒီမှာကျတော့ဗာနဲ့ရှင်းလေဒီတမှာကျတော့ ိတ္တမပါအဓိကထားတယ်တရားကိုအားကိုးပြီးတော့ရှင်းတယ်ပေါ့အပြင်မှာကြတော့တရားကအဓိကကြလားမကြဘူးလားလူတွေကတရားကိုအဓိကမထားဘူးလို့လူများစုပေါ့အဲ့တော့ကိုယ်အကူကိုယ်ဓာတ်တွေဝေကြီးအကူဓာတ်တွေက မိသားစုအားကိုးတာတွေကစေဝါတွေဆရာဝန်တွေအားကိုးတာတွေပေါ့ဒါတွေကအမခံနေဤစနစ်ပေါ့လေအမခံထားပြီးတော့အမခံရှိတယ်ဆိုပြီးတော့အမခံနေအားကိုးတာတွေကအားကိုးရအစ်စ်ဟုတ်လားမဟုတ်ဘူးလားဒါခက်ကာလမကောင်းဘူးဆိုရင်အခက်အခဲဆိုတာကခက်မကောင်းတဲ့အတွက်ပေါ့အများစု အစင်မပြေဖြစ်တာထုံးစံပြောခေကြီးမကောင်းဘူးဆိုတာကအများစုမကောင်းတာကိုပြောတာကောင်းတဲ့လူလည်းရှိမှာပါလေကောင်းတဲ့လူလည်းနေရောရှိမှာပါဒါပေမဲ့အများစုကတော့မကောင်းကြဘူးမကောင်းဘူးဆိုတာဟိုလူတွေမှမကောင်းတာမဟုတ်ဘူးခွန်ကြီးဒီလားရှင်နေလည်းမကောင်းဘူးပဲအဲ့တော့ဘွားကိုကိုရင်တော့အစင်မပြေနိုင်ဘူးတရားကူလိုက်တယ်ဆိုရင်တော့အဆင်ပြေတယ် ဆရာတော်လည်းဒါလူဘဝနဲ့ကွာကူကိုရာနေပြီးတော့ပတ်စံအားကိုရာနေပြီးတော့တရားကိုပြောင်းပြီးတော့အားကိုလိုက်တဲ့အခါကျတော့ကို့အတွက်စာဝတ်နေဘဝပူဇော်မရှိဘူးပေါ့တရားကျွေးတယ်ပေါ့ဒီလိုရေတာဝင်လိုက်လည်းအလူရှင်တွေကကျွေးတယ်ပေါ့ဘုန်းကြီးဘွဲ့တော်လည်းဆုံးခံကြတော့အလူရှင်တွေကဝိုင်းမလူဘူးလားအဲ့တော့ပြီးတော့ကိုက တရားကိုတဲ့အခါကျတော့ဒီဘုန်းကြီးเจ้าနေမှာကိုယ့်အတွက်ကြီးစရာအကြောင်းလဲရှိတယ်ဗောလေတရားကိုတဲ့ဆိုတာကိုကကိုပိုင်ဆိုင်တော်များအတွက်သုံးချလို့လူ့ဘဝတဲ့ဟိုကကိုပိုင်ဆိုင်တဲ့နေရာတွေဝိကြီးတွေဗောကိုဘဝတွေဒါတွေကိုကုလို့ဖြစ်အောင်သုံးတဲ့အခါကျတော့ကိုကုလို့ဖြစ်အောင်နေ မကအောင်အများကုလို့ဖြစ်ဖို့ပါသုံးတယ်အများအတွက်ကအသုံးချတဲ့အခါကျတော့အဲ့ဒီလို့ ပြည့်စုံအောင်သုံးတဲ့အတွက်ပေါ့ပြီးတော့သုံးယုံတက်တက်ပေါ့လောဘဒေါသမောဟနဲ့ကိုယ့်ပြစ်ကိုရှုပြီးတော့သုံးတာပေါ့သူများအပြစ်ကိုမကြည့်ပဲနဲ့ကိုယ်လည်းပြစ်မကင်းသူလည်းပြစ်မကင်းဦးဒါကိုယ့်အပြစ်ကိုရှုပြီးတော့မှသုံးယုံတက်တက်ဖြစ်အောင်ကြိုးစားတဲ့အခါကျတော့ရံဖြစ်တဲ့အခါကျတော့လေရံကုန်ပြုတ်ပါပဲနေစရာအကြောင်းရှိတယ်ကိုယ်ပိုင်တော့မဟုတ်ဘူးပေါ့တရားဟောလို့ရတယ်ဆုံးခံလို့ရတယ်ဆိုတော့ပူစရာမရှိဘူး တရားကိုလိုက်တဲ့အခါကျတော့စွန့်သင်္ကန်းကြောင်းစီပါအဲ့ဒါတွေကပူရမရှိဘူးမြို့မှာဆိုရင်တကယ်တမ်းကျတော့မလွယ်ဘူးကောင်းမကုလို့ဒါတရားတာအောင်မကုပဲကိုကိုကိုအာကိုပဲဆန်အောင်ကိုရင်တော့အဆင်မပြေဖြစ်တာတွေအများကြီးပဲညတရားကိုလိုက်တဲ့အခါကျတော့အဆင်ပြေတယ်တရားကိုလိုက်တဲ့အခါကျတော့ကိုယ်ပိုင်ရိတ်တာတွေဖြစ်လာတော့အခုဒီတန်ရိတ်တာလည်းဒီတရားအာကိုလို့ဖြစ်လာတယ် ရားကိုယ်ရဲ့ဆိုတာကဒီလိုကောင်းမှုကုလို့လုပ်တယ်ကိုလုပ်လို့ရတဲ့လူနဲ့လုပ်လုပ်လို့ရတဲ့နေရာမှာလုပ်လုပ်လို့ရတဲ့အချိန်တိုင်းလုပ်အချိန်နေတိုင်းမှာလုပ်ဘောနဲ့သူနိုင်ငံရေးကောင်းတာမကောင်းတာတွေတဘာဝပေးရနေရတယ်ကင်းတာမကင်းတာတွေအဲ့ဒါတွေကိုအဓိကမထားဘဲနဲ့အချိန်တိုင်းကောင်းမှုကုလို့လုပ်တယ်ကိုဒီယဟန်ဘဝနဲ့လုပ်တဲ့အခါကျတော့အခုနေရာတိုင်းမှာရိတ်တာဖြစ်လာတာတွေကအလကားဖြစ်လာတာမဟုတ် ဟောဒီနေရာမှာဆိုရင် ကိုယ့်အတွက်ဒီနေရာပဲရိပ်တာဖြစ်မယ်။ဘယ်နေရာမဆိုနေရာအဓိကမထားရင် နေရာတိုင်းမှာရိပ်တာနေဖြစ်လာတယ်။အတက်ငယ်မှာကျမ်းမာမှာဆိုပြီးကျမ်းမာတဲ့လူအတက်ငယ်တဲ့လူအဓိကထားရင်ကိုယ့်တစ်ဖက်ကအတက်ငယ်တဲ့လူကျမ်းမာတဲ့လူပဲရှိမယ်။အတက်ကြီးတဲ့လူတွေမကျမ်းမာတဲ့လူတွေနဲ့အခုလိုကောင်းမှုကုလို့လုံးလုံးမရနိုင်ဘူး။အနေရာတွေအချိန်ကာလတွေအခြေအနေတွေအဲအတက်ရွယ်တွေ ကျမ်းမာတာမကျမ်းမာတာတွေဒါတွေအဓိကမထားဘဲနဲ့ကိုယ်တိုင်လည်းအားထုတ်ရတယ်အများကလည်းအဲ့ဒီလိုသင်ပေးရတယ်အဲ့လိုသင်ပေးတဲ့အတွက်တရားရိပ်တာပေါ်ပေါက်လာအဲ့ဒါတရားကိုအားကိုးရဆိုတာကိုယ်စိတ်ထဲမှာကဒီအလုပ်ကိုပဲစိတ်ထဲမှာထားရပါစီပါရေးတွေကျမ်းမာရေးတွေပညာရေးတွေလူမှုရေးတွေအိမ်တော်ရေးတွေဒါတွေကိုစိတ်ထဲမှာမထားဘူးဒီတရားအလုပ်ကိုပဲစိတ်ထဲမှာထားပြီးတော့ဒီဇိုင်းမမတ်ဒီလက်တွေလည်း လုံနိုင်အောင်ကြိုးစားတော့တကယ်လည်းအခုချိန်အထိပေါ့ဒါ2000ခုနှစ်ကရဟန်းစပြတဲ့အချိန်ကစပြီးအခုချိန်အထိဒီလိုတရားတွေဟောလို့ရနေလားမရဘူးလားအရေးတာတွေဖွင့်လို့မရဘူးလားဒုက္ခောက်တဲ့လူတွေကကူညီလို့မရဘူးလားအဲ့ဒါကဒါ ဒီလိုကောင်းမှုကုသိုလ်လုပ်တယ်ကိုဒီလိုနားမလည်ပဲနဲ့ဒီလိုမလုပ်ပဲနဲ့ဖြစ်ပါမလားဒီလုပ်တွေကငွေတွေကရှိလားမရှိဘူးလားရှိပါပါရှိပြီးသားပဲဒါမဲ့ဒီလိုလုပ်တဲ့လူကညာလားနဲလားနဲပါပါနဲတယ်လူတွေကလည်းမလုပ်ကြဘူးမလုပ်ကြတော့တရားကိုအာမကိုတဲ့အခါကျတော့အာကိုရစစ်ကိုအာမကိုတော့အာကိုရမဟုတ်တာတွေကိုအာကိုမှားတယ်လားမမှားဘူးလားမှားပါပါမမှားတော့ဒုက္ခရောက်လားမရောက်ဘူးလား ဆရာတို့ကတော့ကိုဒုက္ခရောက်လို့ကိုနေစရာမရှိလို့ကြောင်းဆောက်တာမဟုတ်ဘူးကိုစားစရာမရှိလို့ဆုံးခံတာလည်းမဟုတ်ကွာကောင်းမှုကိုတရားအားကိုးတဲ့အခါကျတော့ကိုတက်ကတော့ပူစရာမရှိဘူးဆုံးမခံလဲဆုံးကြိုင်လာဖို့တဲ့လူကရှိတာခွန်ကြီးဖြစ်ပြီးမကြခင်အဲ့ဒါတွေကရှိနေတာပဲကိုတက်ကလည်းဒါခွန်ကြီးဖြစ်တဲ့ဟိုကတည်င်းသုံးစရာကြောင်းတော့ရှိတာပဲအဲ့လို တရားဟောတော့လေနာမည်ပြည့်တတ်ကရှိတာပဲဒါတရားကိုအားကိုးတဲ့အခါကျတော့ရေခံအသင့်ကြာအသင့်ပေါ့ကိုကိုမရှိလို့မဟုတ်ဒါပေမဲ့ရိတ်တာဖွင့်တဲ့အခါတရားတွေဟောတဲ့အခါကျတော့အာထုတ်တဲ့လူတွေကအစင်မပြေလို့အာထုတ်တဲ့လူတွေအတွက်နေဖို့အခက်ခဲတရားတော့အာထုတ်တယ်ဒါပေမဲ့နေဖို့အခက်ခဲရှိတယ်ကျမ်းမာရေးအတွက်အခက်ခဲရှိတယ်စားဖို့အခက်ခဲရှိတယ်အဲ့ခါကျတော့အဲ့လိုအခက်ခဲရှိတဲ့လူတွေအတွက်ဒီရိတ်တာကိုဖွင့်ရတယ် ဒါတရားထုတ်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့ပြိတ္တာဖြစ်လာပေမဲ့လည်းတရားမထုတ်တဲ့လူတွေကိုလည်းလက်ခံပြီးတော့ကူညီတဲ့အတွက်တဘာတရားဟိတာကောင်းမှုကုလို့ဘောင်းဆုံးလုပ်ဖြစ်လာတာပေါ့လုပ်လို့ရလာတရားရဲ့ဆွမ်းအားပေါ့တရားတာလုံမနေဘူးဆိုရင်အဆင်ပြေမှာမဟုတ်ဘူးဒါဆရာတော်ကိုယ်တိုင်လည်းအဆင်မပြေဘူးဆရာတော်နဲ့ပတ်သက်တဲ့ဒကာမတွေလည်းအဆင်ပြေမှာမဟုတ်ဘူးအဆင်မပြေတာတွေကအများကြီးပဲ ရိတ်တာကတော့တူးချင်းနေနေတော့အစင်မပြေတဲ့လူတွေရိတ်တာမှာ ရှိလားမရှိဘူးလားရှိပါဘူးဒါပေမဲ့ဒီဘာတရားရိတ်တာအဖွဲ့အစည်းတစ်ခုလုံးနေနေတော့အစင်ပြေတယ်ပြောမလားမပြေဘူးပြောမလားဒါအဖွဲ့အစည်းနေနေတော့အစင်ပြေတာပဲအစင်မပြေတဲ့အဖွဲ့အစည်းတွေအများကြီးရှိတာဘာတရားရိတ်တာလဲအစတုန်းကအဖွဲ့အစည်းနေနေအစင်ပြေလားပြေဘူးအစတော့အစင်မပြေဘူးဘယ်တော့ပြေရမလဲ တော့ပြဏာတက်မလဲဒါပဲပူနေကြရတာပေါ့ဒါမဲ့တရားကိုပြီးတော့ရှင်းလိုက်တဲ့အခါကျတော့လေအဲ့ဒီလိုပူပန်းစရာတွေရှိသေးလားရှိပါဘူးရိတ်တာအတွက်ကတော့ဆရာတော်မရှိဘယ်နဲ့လုံမလဲဆိုတော့ပူပန်းစရာတွေကဖြစ်ခဲ့ပြီးသားဖြစ်ခဲ့လို့လေတရားနဲ့ရှင်းပြီးသားရှင်းနိုင်ပြီးသားပေါ့ရှင်းနိုင်ပြီးသားဆိုတော့အခိုင်အမာဖြစ်လားမဖြစ်ဘူးလားရိတ်တာတွေအများကြီးဖွင့်လို့ဆရာတော်ကရိတ်တာတွေမှာရှိနေတာမဟုတ်သူကလည်းသူ ဆရာတော်မရှိလဲရိတ်တာတွေကဖွင့်လို့ရနေတာပဲဆက်ပြီးတော့ရက်တည်နေနိုင်တာပဲဆရာတော်ဒီမှာမရှိလဲရိတ်တာတော့သူကလည်းသူဆက်ပြီးတော့ဖွင့်လားမဖွင့်ဘူးလားအဲကာမှုကုလို့တွေဆက်ပြီးတော့လုံးလုံးလို့ရလားမရအဲတော့ဒါကစုပေါင်းပြီးကာမှုကုလို့ပြည့်လုပ်တဲ့အလုပ်ကိုအားကိုးတဲ့အခါကျတော့ဒီလုပ်ငန်းရာအခိုင်အမာဖြစ်မလာဘူးလားလုပ်ငန်းကကောင်းနေပြီလုပ်တဲ့လူတိုင်းအဆင်မပြေတာကြတော့မဖြစ်လို့လဲ အဲလှုပ်တဲ့လူနဲ့ဆိုင်လားမိတ္တာနဲ့ဆိုင်လားကိုယ်မှာအခုလိုဖြစ်စည်းနေလို့အခုလိုကြွေးတယ်မကြေသေးလို့ပေါ့ဘဝအစမပြေဘူးပေါ့အကြွေးဆိုတာဆန့်မှလားမဆန့်အောင်လားအဲ့တော့ဒါဒါအကျွေးဆက်တာပဲဒီမှာအများနဲ့နေတော့အများရဲ့တန်ကိုခံရတယ်ဆိုတာဘဝအောက်ဒီလိုမျိုးအနောက်ဆက်ပြုခဲ့လို့ဟုတ်လားမဟုတ်ဘူးလားဟုတ်ပါဘူးအများအစင်မပြေဖြစ်အောင်လုပ်ခဲ့တဲ့အကုလို့တွေက ိုကိုယ်တိုင်လည်းအခုလိုပြန်ပြီးတော့အများနဲ့ပတ်သက်လာတဲ့အခါမှာအကျွေးဆန့်မလားမဆန့်အောင်လားမဆန့်ပါဘူး။အဲ့တရားလားမတရားလားမတရားပါဘူး။အဲ့ကျွေးဆန့်တယ်ဆိုတာခံရတယ်ဆိုတာဘာပြောရတာတရားပဲ။အဲ့ဒီလိုတရားတော့အားကိုးတယ်ဆိုရင်ကိုယ်အတွက်ကုလိုကောင်းမှုတွေဖြစ်လာပြီးတော့သာဝနေဖို့ကျမ်းမာဖို့တရားနားလည်ဖို့ပြဒနာတွေအဆင်ပြေမလားမပြေဘူးလား။ ဒီလိုပဲဆက်လုပ်နေဖို့လိုတာပဲဒါရှင်းရခက်တဲ့ပြဿနာပေါ့ဒါတရားရိတ်တာဖွင့်တော့မှဒီလိုကိုယ့်ရဲ့ပြဿနာတွေကဖြစ်လာတာလားငကိုတွေကရှိတာလားတို့တွေကရှိလာပြီးတော့မှဒီရောက်တော့မှပြဿနာအလုံးအစင်မပြေဘူးဆိုရင်တော့မှပြဿနာတွေတော်တော်များများမပြေဘူးလားပြေပါဘူးဆောင်းဝင်းကြီးတို့ကျမ်းမာကြီးတို့ ဒါတရားနားလည်မှုဆိုတာတွေအဲ့ဒါတွေကလုံရင်လုံတဲ့လောက်အဆင်ပြေလာတယ်အဲ့ဒါကတရားကြောင့်အဆင်ပြေတာဒီလုပ်ငန်းဒီလိုလုပ်တဲ့တရားကိုအဓိကထားလို့ဒီတစ်ပါးတရားဤတာလည်းအဆင်ပြေတာပေါ့အခိုင်အမာဖြစ်လာတာပေါ့အများကလက်ခံကြတာပေါ့အခုလည်း ီတရားကိုအာမကူပဲနဲ့တော့အိမ်မှာနေနေရိတ်တာမှာနေနေအဆင်ပြေပါမလားမပြေပါဘူး။ဒီလုပ်ငန်းတွေကိုကိုယ်လုပ်လို့တဘောထားပြီးတော့လုပ်နိုင်အောင်ကြိုးစားရမှာ။ဒီနေရာကိုဒါကိုယ်နေရာလို့ကိုယ်အတွက်ကောင်းမှုလို့လုပ်တဲ့နေရာပေါ့။ဒါကိုယ်ကိုယ်ဖွဲ့စည်းကိုယ်နေရာဒါကိုယ့်ရဲ့အလုပ်ဒီလုပ်ငန်းတွေကဒီ ဘုရားတရားတန်ခါနဲ့ပတ်သက်တဲ့ကောင်းမှုကုလို့လုပ်နေကိုကိုယ်လုပ်လို့သဘောထားပြီးတော့လက်ခံနိုင်အောင်ကြိုးစားမှာပေါ့ရိတ်တာကိုကုစားပြုပြီးတော့နေနိုင်အောင်သိနိုင်အောင်လို့ကြိုးစားမှာတငါငါနဲ့ငါငါမိသားစုဆိုပြီးတော့နေရင်တော့အဆင်ပြေပါမလားတရားကိုပြီးတော့နေတယ်ဆိုရင်ဒါဘာပဲပြောပြောဟိုရိတ်တာမှာအဆင်မပြေတဲ့လူတွေရှိပေမဲ့လည်းအဲရိတ်တာကတော့အဆင်ပြေနေတာပဲ ဟိုအိမ်မနေရဆိုတော့ကျတော့ကို့မိသားစုကလည်းအဆင်မပြေဘူးကို့ကို့ရက်ရွာကို့နိုင်ငံကရောအဆင်ပြေလားမပြေဘူးမပြေတဲ့အခါကျတော့ဘာမှမပြေဘူးကိုလည်းမပြေဘူးကို့ဖွဲ့စည်းလည်းမပြေဘူးဒီမှာကျတော့ကို့မပြေဘူးဆိုရင်တော့မဖွဲ့စည်းရအဆင်မပြေဘူးလားအလုပ်နေတဲ့အလုပ်တွေကမကောင်းဘူးလားအဲ့တော့ကိုကဒီအရာနဲ့ပတ်သက်နေရဆိုရင်အဲ့ကို့မှလည်းကောင်းကျိုးတွေကဒေကြပေါက်ရရှိမှာပဲ ာကိုကဒီလိုကိုစားပြုတဲ့အောင် ကြိုးစားပါဒီမှာနေလို့အဆင်မပြေဘူးဆိုတာကဒီနေရာမှာကိုကဒီပြည်တနာတွေကိုပြည်လည်စေတဲ့အကြောင်းတရားတွေကရှိပြီးသားအိမ်မှာနေလို့အဆင်မပြေဆိုတာအိမ်မှာလုပ်နေတဲ့အလုပ်တွေကိုအားကိုကူတာတွေကဒါပြည်တနာဖြစ်စေတဲ့အကြောင်းတရားတွေပေါ့အားကိုမှားနေတာတွေဆိုတော့အဆင်မပြေတာရင်းတွေ့ရင်တော့မှဒီမှာနေပြီးအဆင်မပြေဘူးဆိုတာယာယီပဲအိမ်မှာနေလို့အဆင်မပြေဘူးဆိုတာတော့ရေရှည်ပဲအဆင်ပြေဖို့ကမသေးချာဘူး တော့ဒီလိုပဲဆက်ပြီးတော့ကြိုးစားလောက်ကင်သွားမှာပေါ့အဲ့ဒါဆိုရင်တော့ဒါအဆင်ပြေလာမှာဆိုတာတေချာလားမတေချာဘူးလားအဲလူုံမကြည့်နဲ့ပေါ့ဒါလုံနေတဲ့အလုတ်ကိုကြည့်ပါဘာတွေလုံနေတာလဲအလိုမျိုးဟိုအဖွဲ့အစည်းကိုကြည့်ပါဘလို့အဖွဲ့အစည်းလဲဒါစီးပွားရေးလုပ်ငန်းလားနိုင်ငံရေးလုပ်ငန်းလားဒီလိုပညာရေးလုပ်ငန်းလားဒီလိုလုံနေတဲ့အဖွဲ့အစည်းကိုကြည့်ပြီးတော့မှဒီလုတ်တဲ့ ဒါအဖွဲ့အစည်းကတော့ဒါကောင်းတဲ့အဖွဲ့အစည်းပဲကောင်းမှုကုလို့လုပ်တဲ့အဖွဲ့အစည်းအလုပ်နေတဲ့အလုပ်တွေကလည်းကောင်းတာတွေကြီးပဲဒါကိုကကောင်းတာကိုပဲအဓိကထားပြီးတော့မကောင်းတာတွေကိုကအစွဲဖြုတ်နိုင်တယ်အစွဲဖြုတ်နိုင်မှုဆိုတာလိုလိုအပ်တယ်အစွဲမဖြုတ်နိုင်ရင်တော့အဆင်မပြေဘူးဘုရားဘာသာတော်ဖြစ်နေတာပဲငါစွဲမဖြုတ်နိုင်ငါမိသားစုစွဲမဖြုတ်နိုင်ဘူးအဲ့ကကြတော့အဆင်မပြေဘူးပေါ့ဒါရှင်းနေတာပဲကိုတယောက်တည်းမဟုတ်ဘူးအများစုအဆင်မပြေဘူး တော့ကဒီမောက်ပြင်းတဲ့အနေနဲ့အကြောင်းအကျိုးပဲအဓိကထားမယ်ကောင်းတာလုပ်ဖို့ပဲအဓိကထားမယ်မကောင်းတာရှောင်ဖို့ပဲအဓိကထားမယ်ဆိုရင်တော့ကိုယ်တွေမကောက်ဘူးအများအောင်လည်းဒီလိုလှုပ်ဖြစ်အောင်လို့ဦးစားပေးမယ်ဆိုရင်တော့ကိုယ်အတွက်တည်းမကောက်ကိုယ်အဖွဲ့အစည်းအတွက်ပါတဘာတရားဟိတာအတွက်ပေါ့သာရဏာအတွက်ပေါ့ဒီလိုမျိုးအဖွဲ့အစည်းအတွက်ပါဖရာတရားတန်ခါပါဦးထိပ်ထားပြီးတော့ရှေ့တန်းတင်ပြီးတော့လုပ်မယ်ဆိုရင်တော့ ဒါအစင်ပြေတယ်ဆိုတာဒါရိတ်တာတက်တည်ခံနေတာကဘာတရားဥစ္စာဆိုတာလေငိုရေရှိတာမဟုတ်ဒီလိုတရားကိုအားကိုးလိုက်တော့မှပေါ်ပေါက်လာတဲ့အဖွဲစည်းအဲ့တော့စိတ်ချရတလားစိတ်မချရဘူးလားမချပါဘူးခင်မကောင်းတဲ့အချိန်မှာဖြစ်လာတယ်ဆိုတော့ကမကောင်းတဲ့တံကိုခံနိုင်သလားမခံနိုင်ဘူးလားမခံနိုင်ပါဘူးခေကောင်းတဲ့အချိန်မှာဖြစ်လာတဲ့လူကြတော့ခေမကောင်းတော့ရင်ဟိုကပြည့်စည်သွားနိုင်တယ်။အဲခေမကောင်းတဲ့ဟိုကလောကကံရတာခက်ခဲတဲ့ဟိုကဒီရိတ်တာက ရက်တည်နိုင်တာရှင်းတန်းနိုင်တာဆိုတော့မကောင်းတဲ့တံကိုခံနိုင်ရရှိပြီးသားအများပြက်စီးပြင်မဲ့ကိုကရောပြီးတော့ပြက်စွားစရာတော့မရှိဘူးပေါ့အများဒုက္ခရောက်လို့ကိုကရောပြီးရောက်သွားစရာတော့မရှိကိုတက်ကတော့အစဉ်ပြေနေတာပဲအော်ဒီလိုတရားနဲ့ပတ်သက်နေတဲ့အတွက်ကို့မှာအာဟုရာစစ်ရှိလားမရှိဘူးလားရှိပါတယ်အဲ့ဒါတရားကိုပြီးတော့ဒီလုံနေတဲ့တရားတွေအာဟုပြီးတော့မှာပေါ့ဣဒ္ဓအာဟုပြီးတော့မှာ သာရဏာကိုပြီးတော့မှကိုယ့်အကိုကိုတဲ့အမားတွေကိုပြုပြင်ဖို့လိုလားမလိုဘူးလားမလိုပါဘူးဗျာအဒီလိုပဲဆက်ပြီးတော့ကြိုးစားပြီးတော့ဒါလုပ်နေဖို့လိုတာပါเนาะအမြောက်ပါเนาะလိုက်စုလိုက်